GVB ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။မဲဆွယ်စည်းရုံးရမှာတော်လိုင်းရင်းဆိုတဲ့စကလုံးတုံတုံခဲ့တဲ့ပြည်သူပါတီမှတင်ငန်းကျုံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဥလွင်မြင့်ကိုအရေးယူသွားမယ်လို့စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ16ရက်နေ့ကတော်လိုင်းရင်းဆိုတဲ့စကလုံးသုံးပြီးမဲဆွယ်စည်းရုံးခဲ့တဲ့ပြည်သူပါတီကကိုယ်စားလှယ်လောင်းကိုအရင်မယူဘူးလားလို့စစ်အုပ်စုနဲ့ပြည်တွင်းသတင်းမီဒီယာတွေနဲ့အုပ်စုဖွဲ့တီထောင်ထားတဲ့ Viber Group မှာမြန်မာ Nations ပို့သတင်းဌာနကမေးမြန်းခဲ့တာဖြစ်ပါတယ်။တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့ရိခါရှင်နန်းတက်လာတဲ့အချိန်ကြေးရွာတွေကိုအမြောက်တပ်ရင်းတွေကနေ drone တွေလက်နက်ကြီးတွေနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေစီကနေသိရပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ပြည်သူ3000ခွဲနေပါစစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ပေါင်းမြို့နယ်လူသားစာနာအဖွဲ့စီကနေသိရပါဗျာ DVB ရဲ့နောက်ဆုံးရသတင်းတွေကို DVB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။